2025ခုနှစ်ရဲ့ GDP အချို့အရအစင်းရေးဆုံးနိုင်ငံတနိုင်ငံအဖြစ်ရပ်တည်နေတဲ့တောင်ဆူဒန်နိုင်ငံအကြောင်းကိုနှောင့်ယှက်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့တောင်ဆူဒန်နိုင်ငံဟာဆိုရင်အာဖရိကအလေးပိုင်းမှာအလေးပိုင်းမှာရှိတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးမှဆူဒန်နိုင်ငံကနေပြီးမှအပောင်း30စီဖြစ်ပြီးနောက်ပိုင်း2018ခုနှစ်ဇူလိုင်လ9ရက်နေ့မှာ ရလပီမှာတိချရက်တည်တာနဲ့နိုင်ငံတည်တည်နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ကပပူမှာနိုင်ငံတည်တနိုင်ငံတည်းဖြစ်ပါတယ်။ပြီးတော့အခု2025ခုနှစ်ရဲ့အစင်းရေဆုံးသောနိုင်ငံတနိုင်ငံအဖြစ်ကပပူမှာရက်တည်နေပါတယ်။တောင်ဆူဒန်နိုင်ငံရဲ့ area စတူရန်အခြေဝန်းကြတော့၆သိန်း၄သောင်း၅ထောင်စတူရန်ကီလိုမီတာကွာဝေးပြီးမှဘူးရေကကြတော့၁၂သန်းနေထိုင်တာဖြစ်ပြီးမှ ဘာသာရေးမှာကြတော့ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေအများစုနေထိုင်တဲ့နိုင်ငံဖြစ်ပြီးမှသူတို့ရဲ့တုံးဆွဲတဲ့ဘာသာစကားကြတော့အင်္ဂလိပ်ဘာသာစကားပဲဖြစ်ပါတယ်။တောင်ဆူဒန်နိုင်ငံသားဆိုရင်ဆူဒန်ကနေပြီးမှ2013ခုနှစ်မှာလွတ်လပ်တဲ့နိုင်ငံတနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီးမယ်။စင်မကောင်းဆိုပဲ2013ခုနှစ်မှာစစ်ပွဲတွေပြန်လည်ဖြစ်နေကြတာပါ။ဒါကြောင့်စစ်ပွဲတွေအမြဲတမ်းဖြစ်နေတဲ့နိုင်ငံတနေနိုင်ငံဖြစ်တာမလို့ ကဘာပေါ်မှာအစင်းရေးဆုံးနိုင်ငံအဖြစ်ရပ်တည်နေရတာဖြစ်ပါတယ်။တည်တည်ရေးနိုင်ငံ ဖြစ်ပေမဲ့လူတန်းပေါ်လူတွေတင်းပေါ်များစွာနဲ့ခြေပြင်းမှာတည်ဆုံးရတာတွေပြီးတော့တန်းပေါ်များစွာနဲ့လူတွေဟာနိုင်ငံခြားကိုထွက်ပြေးရတာတွေလမ်းပန်းဆက်တွေစီးပွားရေးမျိုးရွာကြေးရွာပြည်သူနိုင်ငံအတူမှာရှိတဲ့ရှိသမျှအရာအားလုံးတို့တွေဟာပြည့်စုံမှုတွေကြောင့် တဖြည်းဖြည်းနဲ့ကမ္ဘာပေါ်မှာအစင်းရေးဆုံးနိုင်ငံအဖြစ်ရပ်တည်နေရတာဖြစ်ပါတယ်။အရင်နှုန်းကရပ်တည်ခဲ့တဲ့အခု2025အခုနဲ့မှာလည်းအစင်းရေးဆုံးနိုင်ငံအဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။ဒါစီပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်နိုင်ငံရေးစီးပွားရေးတွေရေနံစသဖြင့်စေယုံတွေဟာစီပွဲတွေကြောင့်ပြည်စည်းရတာတွေနိုင်ငံရေးစီးပွားရေးဟာအရန်ကြာစင်တာတွေကြောင့်မလို့ ရဲ့လူတွေအသက်အလုတ်အကိုင်မရှိတာစသဖြင့်အဆောင်အုပ်တွေမရှိတာကျောင်းတွေမတည်နိုင်ကြတာကျောင်းသစ်ချင်တဲ့ကျောင်းသူကျောင်းသားတွေရတာလေကျောင်းတွေမရှိတော့ကျောင်းမတည်နိုင်တာစသဖြင့်ညိုမျိုးတို့အရာတွေနဲ့စာအတော့တွေမှာပြဿနာပညာရေးအားနေတာတွေရာဒီယိုတို့ပြဿနာတွေနိုင်ငံအသည့်ဖြစ်တာကြောင့်မလို့နိုင်ငံရဲ့နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးတွေမတည်ငြိမ်သေးတာ ကြီးတို့နိုင်ငံရေးအဖွဲ့အစည်းတွေနိုင်ငံတကာအပေါ်မှာအကူအညီလိုအပ်နေစေဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့အခုကဘာပေါ်မှာအစည်းရေးဆုံးနိုင်ငံအဖြစ်ရပ်တည်နေရတာဖြစ်ပါတယ်။ဒါကတော့ဆောင်းဆူဒါနိုင်ငံသားကဘာပေါ်မှာအစည်းရေးဆုံးနိုင်ငံအဖြစ်2025မှာရပ်တည်နေရတယ်ဆိုတဲ့အကြောင်းကိုနှောက်ဝေသွားပြတာဖြစ်ပါတယ်။